ဖလားရဖို့ကသူများခိုင်းလို့လုပ်နေတာမဟုတ်လူချင်းလုံးလို့ကြိုးစားနေတာဆိုတဲ့အတ္တတာပြည်သူများအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟက်ကနေကြိုးဆိုပါလေဒီနေ့ရာသီမှာစင်ဂျီပေးလို့မရတော့တဲ့အခြေအနေတွေကိုနားလည်ပါလေကျွန်တော်အနေနဲ့ကလည်းဒီအသင်းနဲ့တူအဓိကစူပလားတွေရဖို့လုပ်နေတာဘယ်သူကမှတွန်းအားပေးနေလို့လုပ်နေရတာမဟုတ်ပါဘူးဒါကအစကတည်းကကျွန်တော်တို့ရည်မှန်းချက်အင်ဂျီရီဆိုတာကျွန်တော်ဘဝမှာဘယ်တော့မှမရှိခဲ့ဘူးလို့အာတီတာကပြောလာခဲ့ပါတယ်။ဆိုလိုတာကတော့ဖလားရဖို့ကသူများခိုင်းလို့လုပ်နေတာမဟုတ် ိုချင်လုံးလို့စ조사နေတာဆိုတဲ့သဘောပါပဲဒီပြောကြားချက်ဟာသူ့ရဲ့ဥစားမှုပုံစံယူမန်းချက်နဲ့ပီအာတွေကိုရင်ဆိုင်တဲ့သဘောထားကိုတင်ရှားစွာပြသခဲ့တာပါအာတီတာရဲ့ဒီပြောကြားချက်ဟာအာဆင်နယ်သင်းရဲ့ပြီးခဲ့တဲ့နှစ်တွေကအခြေအနေတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေွားတယ်ပြီးခဲ့တဲ့၃နှစ်ဆက်တိုက်အာဆင်နယ်ဟာပရီးမီးယားလိဂ်ပလားကိုစိတ်ခေါ်နိုင်သူဖြစ်ခဲ့ပေမဲ့၃နှစ်ဆက်တိုက်ဒုတိယနေရာနဲ့ပဲချိန်ထက်ခဲ့ရပါတယ်အာတီတာကအသင်းကိုသူလိုချင်တဲ့ပုံစံတိုင်းစနစ်တကျနဲ့တစင်းချင်းတိဆောက်လာခဲ့ပါတယ်။ဒါကိုဝေဖန်သူတွေကတော့အာတီတာဟာငွေတွေကိုတော့ရေလိုသုံးပြီး အသိန်းကိုစူပလာအောင်မြင်မှုတွေရရှိအောင်ဘာတစ်ခုမှစမ်းဆောင်ပြထားနိုင်ခြင်းမရှိဘူးလို့ဝေဖန်နေကြတာပါဒီချိန်မှာအာဒီဒါသူ့အသိန်းရဲ့ညီမချက်ဟာ PR တွေကြောင့်မဟုတ်ပဲအသိန်းရဲ့အတွင်းစိတ်ဆန္ဒနဲ့ကိုပိုင်အိမ်မက်ကြောင့်ဖြစ်တယ်ဆိုတာကိုအလေးပေးပြောကြားခဲ့တာဖြစ်ပါတယ်သူ့ရဲ့စင်ချိန်မပေးဘူးဆိုတဲ့ထုတ်ဖော်ပြောကြားမှုဟာအသိန်းရဲ့ရှင်ပြန်နိုင်စွမ်းကိုတန်တရားဝင်နေသူတွေကိုပြန်လည်တုံ့ပြန်ရင်သူ့ရဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုပြသခဲ့တာပါအာဒီဒါရဲ့ပြောကြားချက်ဟာသူ့ရဲ့ဥစားမှုပုံစံနဲ့အသိန်းကိုဘယ်လိုဥတည်နေလဲဆိုတာကိုထင်ရှားစေပါတယ် ဒီပြောကြားချက်ကိုအဓိကအချက်၃ချက်နဲ့ကွဲခြမ်းစိတ်ဖြာကြည့်အောင်နံပါတ်၁ပြည်အားတွေကိုရင်ဆိုင်ဖို့ပလားရဖို့ကသူများခိုင်းလို့လုပ်နေတာမဟုတ်ဆိုတဲ့စကားကအာတီတာရဲ့ပြည်အားတွေကိုကင်တွယ်ပုံပြပါတယ်အာဆင်နယ်လိုသမိုင်းကြီးမားတဲ့အသင်းတစ်သင်းမှာနီးပြပြရတာဟာမီဒီယာပရိသတ်နဲ့အသင်းပိုင်ရှင်တွေရဲ့ပြည်အားတွေနဲ့အမြဲတွဲလျက်ရှိပါတယ်ဒါပေမဲ့အာတီတာကဒီပြည်အားတွေကိုအပြင်းအထန်အကြောင်းချက်ဖြစ်မပြင်းပဲအသင်းရဲ့ကိုယ်ပိုင်ရည်မှန်းချက်ကိုဦးစားပေးခဲ့ပါတယ်ဒါဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့ သိန်းကိုအာယုံစူးစိုက်မှုရှိအောင်အိမ်သိမ်းနိုင်စွမ်းကိုပြသပါရယ်နံပါတ်၄ကိုပိုင်ညီမန်းချက်နဲ့အိမ်မက်လိုချင်လို့လို့ကြိုးစားနေတာဆိုတဲ့စကားကအာတီတာရဲ့အသိန်းကိုဥဆောင်တဲ့ရွယ်ချက်ကိုထင်ရှားစေပါရယ်သူဟာအာဆင်နယ်ကို2019ခုနှစ်မှာနီးပြအပြည့်စတင်တာဝန်ယူချိန်မှာအသိန်းဟာအဆစ်ရှိနေရာမှာရပ်တည်နေခဲ့ပြီးဖလားအောင်မြင်မှုတွေမရှိခဲ့ပါဘူးဒါပေမဲ့အာတီတာကအသိန်းကိုပြန်လည်တည်ဆောက်ရင်းလူငယ်ကစားသမားတွေဖြစ်တဲ့ဘူကာယိုဆာကာမာတီနယ်လီနဲ့မာတင်အိုဒီဂါရကိုအဓိကထားပြီးအသိရဲ့ရှင်ပြန်နိုင်စွမ်းကိုမြင့်တင်ခဲ့ပါရယ် သူ့ရဲ့ရည်မှန်းချက်ဟာဖလားရဖို့တမကအာဆင်နယ်ကိုဥရောပဘောလုံးနယ်ပယ်မှာထိတ်တန့်အသင်းတစ်သင်းအဖြစ်ပြန်လည်တည်ဆောက်ဖို့ပါနံပါတ်3စင်ဂျင်မပေးတဲ့သဘောထားစင်ဂျင်တွေဆိုတာကျွန်တော်ဘောမှာဘယ်တော့မှမရှိခဲ့ဘူးဆိုတဲ့စကားကအာတီရာရဲ့တာဝန်ယူမှုနဲ့ရှင်းလင်းတဲ့သဘောထားကိုပြပါလိမ့်အာဆင်နယ်ဟာရခင်ရာသီမှာဖလားနီးကပ်ခဲ့ပေမဲ့အောင်မြင်ခဲ့တဲ့ရာပြဿနာတွေသာသမာအစ်တွေအစင်မပြေမှုတွေလို့အကြောင်းမျိုးမျိုးကိုအကြောင်းပြချက်အဖြစ်သုံးနိုင်ခဲ့ပါလိမ့်ဒါပေမဲ့အာတီရာကဒီလိုစင်ဂျင်ပေးမှုတွေကိုလက်မခံဘဲအသေးရဲ့ပန်းနိုင်ကိုအာယုံဆက်ခဲ့ပါလိမ့် ဒါသူ့ရဲ့ခေါင်းဆောင်မှုမှာတာဝန်ယူမှုနဲ့ရလဒ်ပေါ်အာယုံစူးစိုက်မှုကိုတင်ရှားစေပါတယ်။အာတီတာရဲ့ဒီပြောကြားချက်ဟာအာဆင်နယ်အသင်းရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်ပေါ်တည်လာတဲ့တက်ရောက်မှုရှိခဲ့ပါတယ်။အာတီတာရဲ့ပလားလိုချင်လို့လို့စူးစမ်းနေရဆိုတဲ့စကားဟာကစားသမားတွေကိုစိတ်သက်တက်ကြွစေခဲ့ပါတယ်။ဒီရာသီမှာအာဆင်နယ်ဟာလီဗာပူး၊မန်စီးတီးတို့နဲ့အနီးကပ်ရှင်ပြန်နိုင်ခဲ့ပြီးဒီဂရိကဝိကအသင်းရဲ့စီးလုံးညီညွတ်မှုကိုပုံမခိုင်ပါစေခဲ့ပါတယ်။ဥပမာအနေနဲ့အာတီတာရဲ့ဥစ္စာမှုအောက်မှာကစားသမားတွေဟာပြားများတဲ့ပွဲတွေမှာပုံမတည်ငြိမ်စွာကစားနိုင်ခဲ့ပါတယ်။ ဒီပြောကြားချက်ဟာပြည်သက်တွေနဲ့အသင်းပိုင်ရှင်တွေရဲ့အာတီတာဘောယုံကြည်မှုကိုပုံမခိုင်ပါစေခဲ့ပါလေ။အာဆင်နယ်ဟာယခင်နှစ်တွေမှာဖလားအောင်မြင်မှုမရှိခဲ့ပေမဲ့အာတီတာရဲ့ရှင်းလင်းတဲ့ယူမန်းချက်နဲ့တာဝန်ယူမှုကပြည်သက်တွေကိုမျှော်လင့်ချက်ပေးခဲ့ပါလေ။အာတီတာရဲ့စင်ချိန်မပေးဘူးဆိုတဲ့သဘောထားဟာတိုင်ဘက်အသင်းတွေကိုအာဆင်နယ်ရဲ့စိတ်သက်ခံမှမှုကိုပြသခဲ့ပါလေ။မန်စီးတီးနဲ့လီဗာပူးလိုအသင်းတွေဟာအာဆင်နယ်ကိုပေါ်ပေါ်ပါပါမမြင်နိုင်တော့ပဲဒတိထားရတဲ့တိုင်ဘက်အဖြစ်အတိမတ်ပြုတ်ခဲ့လာပြီလေဖြစ်ကြောင်းပါ။ဒီကိုတို့ကရောအာတီတာရဲ့စကားတွေပေါ်ဘယ်လိုမြင်ကြပါလဲ။ပြောပေးကြပါဦး။ အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်